ဒီနေ့တော့ကျွန်တော် Poco Phone တလုံးအကြောင်းကိုပြောပြပေးဖို့ရှိတယ်။ Poco ဆိုတာတော့တော်တော်များများလေးယဉ်သိပြီးသားဖြစ်မှာပါ။ဒါပေမဲ့မသိရသေးတဲ့သူတွေလည်းရှိရင်ကျွန်တော်သိအောင်လို့ပြန်ပြီးပြောပြပေးမယ်။ဒီ Poco ဆိုတာကတော့ကျွန်တော် Xiaomi ကနေပြီးတော့ခွဲထုတ်ထားတဲ့ brand တစ်ခု။အဲမမရဆိုရင်သူ2018ခုနှစ် August လမှာသူတို့ရဲ့ပထမဆုံး mid-range phone ကိုအိန္ဒိယနိုင်ငံ New Delhi မြို့မှာမိတ်ဆက်ပေးသွားခဲ့တယ်။နောက်ပြီးဒီ Poco ကဖုန်း၄မျိုးပေါ့နော် series ၄မျိုးထွက်ထားတယ်။ဒီထဲမှာကျွန်တော်တို့ C series ရှိမယ်။ M series ရှိမယ်နောက်ပြီးတော့ A series နဲ့ F series ဆိုပြီးတော့တို့၄မျိုးထုတ်ထားပေးတယ်ဒီ series ၄မျိုးထဲမှာကျွန်တော်မြန်မာနိုင်ငံရော A series နဲ့ C series ကတော့ officially ဝင်ရောက်လာပြီပေါ့နော်အဲဒီထဲမှာမှကျွန်တော်တို့ခုတစ်ထွက်ထားတဲ့ Poco A7 Pro ကလက်တလော့ အဲ gaming နဲ့ပတ်သက်ပြီးတော့တော်တော်များများကြားမှာရေးပန်းစားနေရရဲ့နောက်ပြီးတော့ဒီမြန်မာနိုင်ငံကိုဝင်လာတဲ့ဈေးလေးတွေကလည်းမဆိုးရဲ့အတွက်ကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်ကတော့ Poco A7 Pro အကြောင်းကိုကျွန်တော်ပြောပြပေးမှာဒီ Poco A7 Pro ကိုကျွန်တော် version နှစ်မျိုးတွင်းလာမယ်လို့သိရတယ်ဇင်းတို့နေအနေနဲ့ဆိုရင်တော့ Randwick Storage 256 GB version ကို14,9900ကျန်တဲ့ Randwick Storage 512 GB version ကိုတော့15,9900ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ် အရင်ဆုံးဒီဇိုင်းပိုင်းအစားပြောမှာဆိုရင်ဒီကျွန်တော်အခုရတဲ့အယောင်က black and yellow လို့နှစ်ယောက်ဆက်အယောင်လေးပေါ့နော်ဖုန်းတွေမှာဒီလိုတူးတုံး color တုံးတာတွေကတော့ကျွန်တော်အခုနောက်ပိုင်းမှာမကြခဏခက်စိတ်စိတ်လေးတွေ့လာရတယ်ဒါပေမဲ့ဒီလိုမျိုးလုံးဝထင်းနေတဲ့အယောင်တစ်ခုကိုတွဲပြီးတုံးလိုက်တာကတော့နည်းနည်းလေးကျွန်တော်တွေ့ရတာရှားရဲ့ဖုန်းတွေထဲမှာပါတယ်လို့ပြောမယ်ပြီးတော့သူတုံးပေးထားတဲ့ texture ကလည်းမိုက်တယ်ဗျာဒီအမဲဘက်မှာဆိုရင် leather finish နဲ့ပေါ့နော်ခိုင်းလိုက်ရင် leather texture လေးရမယ်ဒီအဝိုင်အောင်ဘက်မှာကျတော့ဖဲသားပုံစံခက်အီးအီး texture လေးကိုတုံးပေးထားတယ် ပြီးဒီလိုမျိုးတက်ချာရေးတုံးပေးလိုက်တဲ့အတွက်မိုက်သွားတဲ့အတစ်ချက်ကကျွန်တော်တို့ဒီကြောဘက်မှာလက်ရပါညာမထင်တော့ဘူးနောက်ပြီး grade လောက်တဲ့နေရာမှာလည်းကိုင်းလို့ကောင်းသွားတယ်ပြီးအမြင်လဲဆက်နေပါတော့ဒီဖုန်းရဲ့အလေးချိန်က 198g နဲ့ဖုန်းရဲ့အထူကလည်း 8.29mm ဆိုတော့လက်ထက်မှာကိုင်းရတာပေါ့ပေါ့ပါပါပဲကိုင်းရပြုတ်ကအဆင်ပြေဖုန်းတွေထဲမှာပါတယ် ်ဘေးဘက်ဖရိန်နေကတော့ flat frame ပဲဒါအောင်မှ rounded edge design ကိုပြန်ပြီးတော့တုံးပေးထားတယ်ကင်မရာလေးယောက်ကတော့သူပေးရှိတ်နေပဲအဲ race track ပုံစံလုပ်ထားရပေါ့နော်ပြိုင်ကားပတ်လန်းပုံစံသူတုံးပေးထားတယ်ဒီထဲမှာမှာ dual camera setup နဲ့လာမယ်နောက်ဒီဘေးဘက်မှာ power button လေးကိုလေဒီကြီးလိုက်တာနဲ့ထင်းနေတဲ့ရွှေရောင် essence လေးထည့်ပေးထားတာကတော့ တော်တော်လေးမိုက်တယ်ဗျဒီဇိုင်းဘက်မှာလေဟိုကျွန်တော်အမြင်ရဆိုရင် တော်တော်တက်တက်ရဲရဖြစ်တဲ့ unit ဖြစ်တဲ့ look back ကိုရောက်တယ်အဓိကတော့ဒီတူးတုံးကာလာအောင်မှာအနီအမဲတို့အဝါအမဲတို့လိုမျိုးလိုက်ဖက်တဲ့အကြောင်းတွဲသုံးပေးလိုက်တာကိုကျွန်တော်သဘောကျတယ်အကျန်းခဏနေရမှာလဲသူ IP68 dust and water resistant ပါလာပြီးသားဆိုတော့တော်ရုံရေဆိုးတာဘာညာအတွက်ကစိတ်ပူစရာမလိုဘူးနော်ဒါမှမဟုတ်သူအရှိတ် display ကိုလည်းဒီအပွန်စင်ကန်ဒံအောင်တော်ရုံခံနိုင်တဲ့ Corning Gorilla Glass 7အဲ့လိုမျိုး glass ကိုသုံးပေးထားတယ် overall design ဘိုင်းနေ hand feeling ဘိုင်းနေနော် durability ဘိုင်းနေမှာတော့ကျွန်တော်အမှတ်ပြည့်လူနေပါပေးလို့ရတယ် တကယ်တမ်းဒီ Poco X7 Pro မှာကျွန်တော်အကြိုက်ဆုံးနှစ်ပိုင်းရှိရယ်ပေါ့နော်ပထမတစ်ပိုင်းကကျွန်တော်အခုပြောပြမယ် display ပိုင်း6.67 inches ကိုမှာ 1.5K resolution နဲ့ဒါမှမဟုတ် AMOLED display panel ကိုအသုံးပေးထားသေးရယ်နောက် brightness ကလည်း 3200nits ပြီးတော့ refresh ကလည်း 120Hz ပါလာမယ်ဆိုတော့သူ့ရဲ့ on paper power spec ကတော်တော်မိုက်နေပြီပေါ့နော်ဒါမှမဟုတ် color accuracy ပိုင်းဆိုရင်လည်း DCI-P3 တွားမလား sRGB တွားမလားစိတ်ကြိုက်တွားလို့ရအောင်လုပ်ပေးထားတဲ့အပြင်ဟိုမှာ ဟိုဒီ software ဘိုင်း optimization ဖြစ်တာတွေဒီ display ဘိုင်း hardware ဘိုင်းကောင်းကောင်းသုံးတာတွေနဲ့ကသူက live ဖက်တင့်တယ်လို့ပြောရမှာပေါ့နော် contrast ဘိုင်းတွေကလည်းကြည့်လိုက်တာနဲ့တော်တော်လေးကို quality ကောင်းတဲ့ AMOLED display သုံးထားမှန်းသိတာတယ်ဒါအောင်မှကျွန်တော်လက်မှာရေးလို့ချွေးလို့ဆိုနေတဲ့အချိန်မှာသုံးလို့ရမယ် wide touch လိုမျိုး features ကလည်းပါသေးတယ်ဆိုတော့ဒီ Poco A7 Pro ရဲ့ display ကကျွန်တော်ပေးလိုက်ရတဲ့ဈေးနဲ့ပြန်ရလိုက်ရတဲ့ quality တစ်ခုကတန်တယ်လို့အောင်ပြောလို့ရတယ် တော့ကျွန်တော်ကြိုက်တဲ့နောက်တစ်ပိုင်းက performance ဒီ Poco A7 Pro ဆိုတာကျွန်တော် China version အနေနဲ့ဆိုရင်တော့ Redmi Turbo 4ဆိုပြီးထွက်ထားတဲ့ဖုန်းပေါ့နော်တကယ်တမ်းဒီ Redmi Turbo ဖုန်းဆိုတာလည်း price to performance ပိုင်းကိုအသာပေးထားတယ်နောက်ကျန်တဲ့အပိုင်းတွေမှာလည်းပြက်မကျန်ခဲ့အောင်လုပ်ထားတဲ့ဖုန်းဆိုတော့သူ့မှာသုံးပေးထားတဲ့ chip က MediaTek ရဲ့ Dimensity 8400 Ultra လိုမျိုး chip ကိုသုံးလာတယ်ပေါ့နော်ဒါမှ software ဘက်မှာဆိုရင် Android 15ကိုအခြေခံထားတဲ့ဒီ Xiaomi ရဲ့ HyperOS 2.0နဲ့လာမယ်နောက်ပြီး global version ဖြစ်သွားတဲ့အတွက် ဒီ Google Gemini လိုမျိုး AI feature တွေလည်းတုံးလို့ရမှာဗျာပြီးတော့အရေးအကြီးဆုံးတစ်ချက်ဖြစ်တဲ့ Noti နောက်ကျတဲ့ပြဿနာဘာညာလဲဒီဖုန်းမှာမရှိဘူးအဲ့ဒါအပြုံမှာပုံမိုက်သွားတဲ့အချက်က gain source လို့တော်တော်လေးကောင်းတဲ့အချက်ပေါ့နော် တော့ game setting နေအနေနဲ့ဆိုရင်လည်းကျွန်တော် China version ဖြစ်တဲ့ Redmi Turbo 4တဲ့သူပုံမြင့်တဲ့ setting တွေတန်းရမယ်ဗျာဥပမာ mobile legend မှာဆိုရင်ဒီဖုန်းမှာ frame rate က graphic က extra ဒီရတယ်လို့ကျွန်တော် PUBG မှာဆိုရင်လည်းပို့ပြီးတော့အသိတာရဗျာ graphic ကို smooth ထားမယ်ဆိုရင် frame rate ကို extra h20 ထိရမယ်ဆိုတာကြီးတော်တော်ကြီးကိုကျန်းတယ်ပြီးတော့ gaming အတွက်အသားပေးထားတဲ့ဖုန်းပီးသားဆိုရတယ်ပဲကျွန်တော် game sensor ကြည့်ရတဲ့အချိန်တွေမှာ temperature control တော်တော်လေးကောင်းတဲ့အပြင်မှာ game ဆော့တဲ့အချိန်မှာသုံးဖို့အတွက် game turbo လိုမျိုး features ကလည်းပါလာသေးတယ် ဂိမ်းတာပေါ်ထဲမှာဘာလို့လုပ်ရလဲဆိုတော့ကျွန်တော်ဂိမ်းဆော့နေတဲ့အချိန်မှာ graphic ကိုအသားပေးခြင်းနဲ့ရုပ်ထွက် quality ကောင်းကောင်းလေးသုံးခြင်းနဲ့ဆိုရင် picture priority လိုမျိုးထားဆော့လို့ရမယ်။ဒါမှမဟုတ် frame rate ကိုအသားပေးခြင်းနဲ့ဆိုရင် frame rate priority လိုမျိုးထားပေးလို့ရတာလေးဟာတော့တော်တော်လေးမိုက်တယ်ပေါ့နော်။အဲ့အပြင်မှာကျွန်တော်ဂိမ်းဆော့ရတဲ့အချိန်မှာ touch control enhance လုပ်ပေးလို့ရတာလေး။နောက်ပြီး voice changer လိုမျိုး features တွေတခြား features တော်တော်များများဒီဂိမ်းတာပေါ်ထဲမှာထည့်ပေးထားတာက ခင်းဆိုးဟဲ့အရာဒါတော်တော်ရှိရပြပြောရမယ်ဆိုရင် official ဝင်လာတဲ့ဖုန်းတွေထဲမှာဒီ Poco A7 Pro ကဂိမ်းဆိုးမှာဂိမ်းဆိုးတဲ့ဆရာသမားရဲ့အတွက်ကျွန်တော်တော်တော်လေးညှို့လို့ကောင်းတဲ့ဖုန်းတလုံးဆိုရင်လည်းမမအောင်နောက် benchmark တွေအရာဆိုရင်လည်းသူက Gibson Six မှာ single core က1566နဲ့ Mardi Go မှာ9923တိရမယ်ဆိုတော့သူ့ဈေးထဲမှာဒီလောက် quality ပြန်ရရဒီလောက် raw performance ရရဆိုတာအရာတော်တော်ကောင်းတယ်။ဒါမှမ minute 30 stratus လဲကျွန်တော်တိုင်းပေးထားရဲ Bass Plus ကတော့11889နဲ့ lowest blues score က4961ထိရမယ် stability score အနေနဲ့ဆိုရင်40.1%ထိရမယ်ဆိုတော့ overall ဒီ Poco A7 Pro က gain ဆိုမှာ gain gaming နဲ့ပတ်သက်ပြီးတော့အရန်အသားပြေးခြင်းနဲ့တူတောင်းမှဟို official ဝင်လာတဲ့ဖုန်းတွေကလိုချင်တဲ့ဆိုရသူတွေအတွက်ကတော့သဘောကျမှာသိကြတယ်။ကင်မရာဘက်မှာတော့သူကကျွေးကင်မရာ setup 50 megapixel aperture f1.5 main sensor ရဲ့နောက်ထပ်8 megapixel aperture f2.2 ultra wide sensor ရဲ့ထည့်ပေးလာတယ်။ဒီနေရာမှာသဘောကျတာက မရင်ဖုန်းတလုံးအနေနဲ့ကျွန်တော်မလိုအပ်တဲ့ဒီမက်ခရိုတို့အဒက်ပတို့တူးမတ်ဆန်ဆာလေးမထည့်ပေးတော့ဘဲနဲ့ဒီနောက်ကြောဘက်လေးကိုရှင်းရှင်းလင်းလင်းလေးလုပ်ပေးလိုက်တာကိုကျွန်တော်သဘောကျတယ်။ဒါမှမဟုတ်ကျွန်တော်တကွသတိထားမိတာကသူ့ရဲ့ main ဆန်ဆာ focal length က 26mm ဒါအောင်မှကျွန်တော်တို့ portrait မှာဆိုရင်သူက 2HD ပေးရိုက်တာမျိုးမဟုတ်ဘဲနဲ့ 1.5H crop နဲ့ပေးရိုက်တယ်ဆိုတော့ 35mm ကြော်ကြော်လောက်ပေါ့နော်အဲ့လောက်နဲ့ပဲပေးရိုက်တဲ့တစ်ချက်လေးတော့ကျွန်တော်သဘောမကျဘူးကျွန်တော်ပုံမှန်အားဖြင့်ပြဒီ portrait တွေနဲ့ရိုက်မယ်ဆိုရင် 50mm တို့ 75mm တို့ကပို့ပြီးအသုံးများတာ哦နောက်တစ်ချက်က color ဘက်မှာနည်းနည်းလေးဖျော့တဲ့ဘက်ကိုရောက်တယ် flat flat ဖြစ်တဲ့ဘက်ကိုရောက်တယ်ဗျာဒါအောင်မှသူ့မှာပါလာတဲ့ filter နဲ့တွဲသုံးမယ်ဆိုရင်တော့ social media တင်ဖို့အတွက်ကဘာညာကတော့အေးစိတ်အဆင်ပြေတယ်ကျန်တဲ့လိုလိုက်ပိုင်းမှာဆိုရင်လဲစိုးပါဘူး quality တော်လေးကောင်းပါတယ် ဒါမှ video recording capability အနေနဲ့ဆိုရင်လည်း 4K ကို60 frame per second နဲ့ရိုက်လို့ရမယ်ဆိုတာက15ဒိန်း16ဒိန်းဝင်ကျင်တဲ့ဖုန်းလုံးအနေနဲ့ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်။ overall camera ပိုင်းလေးကတော့သူစီတဲ့ဝင်ကျင်မှာအရင်အကောင်းကြီးတော့မဟုတ်ဘူးဗျာ။ဒါပေမဲ့ကျွန်တော်တို့ပုံမှန်သုံးတဲ့ user တွေအတွက်ကတော့ဘာမှအများကြီးထောက်ပြနိုင်စရာတော့မရှိဘူး။ ကြား haptic ဘက်မှာဆိုရင်လည်းမိုက်တယ်ဆိုတော့ကျွန်တော် gain source လို့ကောင်းတာရယ် haptic ကောင်းတာရယ်နဲ့တွဲသုံးလိုက်ရင်သူကတော်တော်လေးအရသာရှိရယ်ပေါ့နော် gain source ရဲ့နေရာမှာပြီး audio ဘက်မှာဆိုရင် JBL Studio speaker နဲ့ပဲ loudness ကောင်းတယ်အတန်ကျဲတယ် battery ကတော့7000 mAh ဒါမှမဟုတ် 90W hypercharge နဲ့ဒါမှ silicon carbon battery ဖြစ်သွားတဲ့ဖုန်းထူက 8.29mm မှာ7000 mAh ထိပါလာတဲ့တစ်ချက်ကတော့တော်တော်လေးအဆင်ပြေတယ်။ဆိုတော့မြန်မာနိုင်ငံကို official ဝင်လာပြီးဖြစ်တဲ့ Poco A7 Pro ရဲ့အကြောင်းကတော့ဒီလောက်ပဲ။ ဒီဖုန်းဘယ်လိုလူဝင်နဲ့တင့်တော်လဲဆိုတော့ကျွန်တော်တောက်လျှောက်ပြောခဲ့သလိုမျိုးပဲလူဝင်တူရှင်ပြောရင်တော့ gain ဆိုမှ gain ဆိုတဲ့ဆရာသမားရဲ့အတွက်ကတော့အသင့်တော်ဆုံးပဲပေါ့နော်တကယ်ကို price to performance ကောင်းတဲ့ global version official version ရှာနေတဲ့သူတွေအတွက်ကတော့ရွေးချယ်စရာပိုပြီးတိုးလာပြီလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ